အယူကြီးအနူးကြီးဒီယုံကပဲနိုင်ငံမှာလဲတဲ့မိပန်ကိုတိုက်မလို့တဲ့ကျမတို့ကတော်လိုင်းရင်းမှာလေတိလားဟိုတော်လိုင်းရင်းမှာတော်လိုင်းရင်းဘက်တော်သားချင်းချင်းလို့ပြန်တိုက်နေတာတော်လိုင်းရင်းမဟုတ်ဘူးလေနော်တော်လိုင်းရင်းသမားချင်းချင်းပြန်တိုက်နေတာတော်လိုင်းရင်းမဟုတ်ဘူးကျမတို့ကဟိုကိုကလူတယောက်ကိုလိန်နေညာနေအဲ့ဒီလူမျိုးဆွဆွဲဖို့အတွက်ကို့မှာအသက်တည်အခိုင်လုံးအထောက်ထားအခိုင်လုံးရှိဖို့လိုအပ်တယ်နော်ဒီကျမတို့ကပန်ဆယ်လို့ရဖန်နေလည်းမဟုတ်ဘူးပန်ဆယ်လို့ရမိတ်ဆွေတွေလည်းမဟုတ်ဘူးအတိအကျွမ်းတွေလည်းမဟုတ်ဘူးဒါပေမဲ့သူတို့ရဲ့ယက်တိချက်တည်နော်တော်လိုင်းရင်းပေါ်မှာ ဟိုတော်လိုင်းရေးပုံမှာဒါလေးနှစ်တိုင်တိုင်တို့လုပ်ပြခဲ့ပြီးွားပြီအခုလဲတို့အင်တိုင်းအားတိုင်းလုပ်နေကြတယ်အဲ့တော့ကျမတို့ကတော်လိုင်းရေးတော်လိုင်းရေးအတွက်အသုံးဝင်မဲ့လူတွေတော်လိုင်းရေးအတွက်အသုံးကျတဲ့လူတွေတော်လိုင်းရေးအတွက်အလုံးလုံးနေတဲ့လူတွေဆိုကျမတို့အချင်းချင်းဟာငါတို့ကငါတို့ပြည်သူပါငါတို့ကဒီစစ်ကောင်စီကိုလည်းမုံမာတယ်ဆိုတဲ့လူတွေကကိုယ်တော်လိုင်းရေးသမားအချင်းချင်းကိုပြန်တိုက်ခိုက်နေကြမလို့အကယ်၍ မဟုတ်တာလုတ်တယ်မဟုတ်တာလုတ်တယ်ဆိုတာကိုတက်တေထောက်တာရှိတက်တေထောက်တာ ਨੇ ပြတာအကောင်းဆုံးပဲเนาะကျမတို့လည်းတိုက်ခိုက်ခံရတာပဲပန်ဆယ်လို့မဟုတ်ပန်ဆယ်လို့ဆိုတာကဒါနာမည်ကြီးနေတယ်တကဘာလုံးတနိုင်တနိုင်ကံလုံး sorry တကဘာလုံး ਨੇ တနိုင်ကံလုံးသိနေတဲ့ဟိုလူလေးเนาะဆယ်လီပရီလေးအဲ့တော့သူ့အနေနဲ့တိုက်ခိုက်တဲ့လူကရှိမှာပဲအချိန်တိုင်းလည်းရှိနေတာပဲတော်လည်းရေးသမားကိုတိုက်ခိုက်တယ်ဆိုတာမစမ်း ရင်ခုန်ကြရလဲမလို့ကျမတို့လည်းအတိုက်ရိုက်ခံရတာပဲဒီနေ့ဒီချိန်ထိနော်အဲ့ဟိုတဲ့အေးကလိန်နေပါတယ်ပြောနေတဲ့လူတွေကဒီနေ့ဒီချိန်ထိရှိကူရှိတယ်အဲ့ဒါကတခြားလူပြောနေတာမဟုတ်ကိုယ့်လူတွေကကိုယ့်တော်လည်းအင်းသမားချင်းချင်းနေတွေကပြောနေတာအဲ့တော့ဟိုနောက်ကျောက်ဓာတ်နဲ့ထိုးတာလေအချင်းချင်းတွေကပဲနောက်ကျောက်ဓာတ်နဲ့ထိုးနေတာနော်အဲ့တော်လိုင်းမှာမယုံကြည်ရဘူးဆိုလို့ရှိရင်အဲ့ဒီလူမယုံဘာကြောင့်မယုံကြည်ရလဲဆိုတော့တက်တဲ့ချက်လက်ခိုင်လုံနဲ့ဖြတ်ပြလိုက်စော်ထည့်လိုက်အပေးတယ်အဲ့လိုစော်ထည့်လိုက်အဲ့လိုမှမဟုတ်ဘဲနဲ့တန်ရောင်လိုက်ပြီးတော့ဟလာဟိုလူကဟိုမယုံကြည်ရဘူးပြောတာနဲ့ပဲအာငါတို့ကတော့တော်လိုင်းကိုမကူတော့ဘူးမယုံတော့ဘူးဆိုတာအဲ့ဒါစောက်ပုံစကားတွေငါကိုယ်တည်းကမှမကူကျင်လို့ကိုမကူတာရှင်းရှင်းပဲ နော်ငကိုရင်းကတော်လန်ရင်းမှာ အာသာပြည်ဝင်အားချောင်းတာပဲရှိတာမကူကျင်လို့ကိုမကူကြတာနော်အဲ့တော့ကျမကတော်လန်ရင်းတမအချင်းချင်းဘယ်တော့မှမတိုက်ခိုက်ဘူးဘယ်တော့မှမတိုက်ခိုက်ဘူးတိုက်ခိုက်စရာအကြောင်းလည်းမရှိဘူးဘာလို့လဲဆိုတော့ကျမတို့အကောင်လုံးကတလေတည်းစီးနေကြတာဟိုအဖမ်းစီးခံရလို့အသက်ခံရလို့ရှိရင်လည်းပဲဒါအကောင်လုံးကဒီထဲမှာပါအားမဲ့လူတွေဟုတ်တယ်မလားပြောချင်တာကဟိုအစိုးဆုံးအချင်းတွေကိုဒါတွက်ပြီးပြောပြတာပါကျမတို့လည်းအဲ့လိုတော့အဖြစ်မခံပါဘူး ပါလဲဆိုတော့အလုံးအခြေစုံလေးမှရောက်နေတာနော်အဲ့ဒါကိုမှတန်ရောက်ဖမ်းပြီးတော့ဟလာဟိုပန်ဆယ်လိုကလိန်နေတော့ဟိုလူကလိန်နေတော့ဒီလူကလိန်နေတော့အခုနော်လိန်နေဆိုတဲ့လူတွေတက်တေထောက်ထားအချက်လက်နေတာတင်ပြလိုက်လို့ရှိရင်သူကသူ share သွားမှာပဲတော်တော်လိုက်ပြီး on နေကြပြောနေကြမလို့ဘယ်သူကလိန်နေသူကမလိန်ဘူးဆိုတာသိတာလေလीနော်အဲ့တော့ဟိုတော်လိုင်းရောနောက်ဆက်ဖြစ်စေမဲ့ဟိုဟာမျိုးတွေပေါ့ အဆိုးမြင့်ဝါဒီတွေပေါ့ရှင်မထားသေးခြင်းကိုကျွန်တော်တို့ကအခုချိန်မှာအရေးကြီးဆုံးချိန်ကအရေးကြီးဆုံးချိန်ရောက်နေတာလေအရေးကြီးဆုံးကကျွန်တော်တို့ကဒီဒီဟိုမအေလိုတွေကိုဟိုအပြုတ်တိုက်နိုင်ဖို့ပဲကျွန်တော်တို့ဘက်ကနေပြီးတော့တယောက်ခွဲပါလာပါလာနှစ်ယောက်ခွဲပါလာမပါလာတော့မှပါလာအောင်အတဲအတန်မြူဆွဲဖျားယောင်းဟိုပြောနေရတယ်ကျွန်တော်တို့ဆိုလေတောက်လျှောက်တော်လိုင်းရင်းနဲ့ပတ်သက်ပြီးပြောနေစုံနေရတာပဲဟဲ့လားအတိုက်ခိုက်ကြမရှိဘူးလားဆိုတော့ဘောမလေးတိုက်ခိုက်တာတမျိုးကျွန်တော်တို့လည်း YouTube တွေမှာဒီတော်လိုင်းရင်းနဲ့ပတ်သက်ပြီးစကားတွေပြောလို့ရှိရင်လာဆဲတဲ့လူတွေတော့ကျွန်တော်တို့က video trending တင်လိုက်ပြီးလို့ရှိရင်အဲ့ဒီ video ပိုင်းရဲ့ comment တွေကိုတိတ်ပြန်ကြည့်တော့ဘာလို့ဆိုတော့ဒီ season ရဲ့အကြည့်ကိုသွားတာကြီးကပြောပြ ာဒီ Facebook တို့ YouTube တို့ဒီဟိုဟာတို့မှာ TikTok တို့မှာကျွန်တော်တို့ video file ရှိနေတာပဲဒါပေမဲ့ကျွန်တော်တို့တွေအဲ့ဒီအောက်က comment တွေကိုသွက်ပြန်မကြည့်ဘူးအားစိတ်ဒုက္ခရောက်တယ် energy ကျတယ်ဒီပြောတာနော်အရင်မကြည့်ဘူးလေနော်ဒါတည်းအရင်မကြည့်သူကဆဲကျင်တဲ့ကောင်တွေဆဲပါစေပြဿနာဖြစ်ကျွန်တော်တို့လောက်ဆရာရှိတာမမှန်ကန်ကန်လုပ်နေဖို့ပဲလိုအပ်တယ်ပေါ့နော်အဲ့တော့ဟိုဒါကတော့ကျွန်မဒီတလားတစ်ခါ လွှင့်နေကြပဲပေါ့မနေ့ကလည်းတစ်တော့မှသွားလွှင့်နေအဲ့လိုမျိုးကျမကလိုက်လေးလွှင့်ပြီးပြီဆိုလို့ရှင်အပါဝင်လာတဲ့လူတွေကကျမတစ်ခါလိုက်လွှင့်လိုက်လို့ရှင်ပါဝင်လာတဲ့လူတွေကတစ်ယောက်နှစ်ယောက်သုံးယောက်လေးယောက်ကျမတို့ကဒီလိုနဲ့ပဲစုတာเนาะတယောက်ပဲပါပါနှစ်ယောက်ပဲပါပါတော်လည်းကြီးတော့ပါဖို့ပါဝင်နေဖို့သာအရေးကြီးတယ်အဓိကလိုအဲ့ဒီကလည်းဟိုကျမတို့ရဲဘော်တွေကိုအသက်မဆုံးချုံးစေချင်ဘူးဆိုလို့ရှင်ပတ်စံနဲ့ပဲကျမတို့ကကွယ်ပေးလို့ရမှာဟုတ်လားပတ်စံရှိမှကြီးလက်နက်ခဲရန်နေအစုံဝယ်လို့ရမယ်ပြီးလို့ရှင်ကြီးကားတွေဝယ်လို့ရမယ်ယူနီဖောင်းတွေဝယ်လို့ရမယ်သူတို့ကောင်းကောင်းစားရမယ်သူတို့ကျမကြီးကောင်းရမယ်เนาะသူတို့ကျမကြီးကောင်းဖို့အတွက်စေဝါးတွေလိုအပ်တယ်အများကြီးလိုအပ်နေတာအများကြီးလိုအပ်နေတာအဲ့ဒါကိုကျမတို့ပြည်သူတွေက ဟုတ်လားငါတို့တော်လိုင်းရေးတော့နိုင်ရင်လည်းငါတို့တော့တိုက်ပွဲဝင်နေတယ်ဆိုပြီးအော်ပေးနေုံနဲ့တော်လိုင်းရေးမဟုတ်ဘူးနော်အော်ပေးနေုံနဲ့တော်လိုင်းရေးမဟုတ်အော်ပေးတာကိုလည်းကျေးဇူးတင်တယ်ဒါပေမဲ့အဲ့ဟာကမထီရဘူးနော်အဲ့ဟာကမထီရဘူးကျမတို့ကလက်တွေးချက်တက်အပောင်ဝင်လှုပ်ဆောင်နေမှရမယ်နော်ကိုယ့်ရဲ့အင်အားတွေတစ်စက်မှရောက်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ကျမတို့အခုမောင်းတင်ပြီးတော့အခုကဘောမောင်းတင်တာငါတို့ကျမတို့လည်းစိတ်ညစ်တဲ့အချိန်ကြီးရှိလာပဲတော်လိုင်းနဲ့ပတ်သက်ကိုကိုစီပွားရေးမဟုတ်ဘူးကိုမိသားစုအရေးမဟုတ်ဘူးကိုနဲ့ဘာမှမဆောင်ဘူးဆိုပြီးနေလို့ရတဲ့အနေထားပဲကျမတို့တွေလုံးမြောက်နေပြီးမှရှိနေတယ် နော်မြန်မာနိုင်ငံထဲမှာလည်းမဟုတ်ဘူးဒီနိုင်ငံမှာအေးအေးဆေးဆေးပတ်စံချပြီးအေးဆေးဆေးနေလို့ရတဲ့အနေအထားမျိုးတွေပဲကျမတို့လည်းနော်ဒါပေမဲ့ဘာလဲဆိုတော့ PDF တရင်တွေအတွက်ထောက်ပံ့စရိတ်ဒေါ်လာ25တန်းနီးပါးပေးပို့ခဲ့နိုင်ငံတော်ဝန်ဖွဲ့စည်းထားတဲ့ PDF တရင်တပ်ဖွဲ့အတွက်28ကြိမ်မြောက်တရင်ထောက်ပံ့စရိတ်အဖြစ်ခမန်အမေရိကန်ဒေါ်လာ3.9တန်းခံပေးပို့ပို့ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန NUG MAOD ကဒီကနေ့မေ9ရက်မှာထုတ်ပြန်ပါတယ် ြည်သူ့ကာကွယ်ရေးတပ်မတော် PDF တည်ရင်တပ်ဖွဲ့300ကျော်အတွက် PDF စတင်ဖွဲ့စည်းချိန်ကစလို့တည်ရင်ထောက်ပံ့စေပေးပို့ခဲ့ရာလက်ရှိ28ကျိမြောက်ထိစုစုပေါင်းအမေရိကန်ဒေါ်လာ24ကိုတန်းခန့်ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်အဆိုပါတရင်ထောက်ပံ့ဈေးတွေရဲ့ကို၁၀ရာခိုင်နှုန်းဖြစ်တဲ့ခမန်းအမေရိကန်ဒေါ်လာ22.5တန်းကို ပြည်သူတော်လှန်ရေးထောက်ပို့တပ်ပီ RF အစီအစဉ်ရဲ့2021ဒီဇင်ဘာမှ2024စက်တင်ဘာအထိ34လလာအတွင်းကောက်ခံရရှိတဲ့ဗန္နငွေတွေကနေထုတ်လုပ်သုံးစွဲခဲ့တာဖြစ်တယ်လို့ UNG MOD ကဖော်ပြပါဗျာ။ လက်ရှိကာလဟာတော်လန်ရေးရဲ့အရေးကြီးတဲ့ကာလအပိုင်းခြားကိုရောက်ရှိနေပြီဖြစ်လို့ပြည်သူလူထုအနေနဲ့ပြည်သူတော်လန်ရေးထောက်ပို့တက်ပြီးအားအခနဲ့အတူအမျိုးသားညီညွတ်ရေးအစိုးရရဲ့ဗန်ဒာငွေရှာဖွေရေးလုပ်ငန်းစဉ်တွေမှာတအားတိရပါဝင်ပေးကြဖို့အထူးတိုက်တွန်းတယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ပြည်သူတော်လှန်ရေးထောက်ပို့တပ် PRF စတင်ခြင်းကနေလက်ရှိအထိထောက်ပို့တာဝန်ထမ်းဆောင်ခဲ့ကြသူတဦးချင်းစီတိုင်းကိုဂုံပြုမှတ်တမ်းတင်ကြောင်းလည်းဖော်ပြထားပါတယ်စစ်ကောင်စီတပ်သားတွေထမင်းတလုတ်အတွက်ကြောင်းကြနေရချိန်မှာ PDF ရဲဘော်တွေစိတ်ဖြောင့်ဖြောင့်မပူမပင်တိုက်ပွဲဝင်နိုင်ဖို့ချက်ပြုတ်ချွေးမွေးရေးတာဝန်ကိုပြည်သူတွေကထမ်းရွက်ပေးခဲ့ကြတာဖြစ်တယ်။ပြည်သူထောက်ခံပါဝင်မှုနဲ့အတူ PDF ပကဖပပဖပလဖနဲ့မဟာမိတ်တပ်ဖွဲ့တွေဟာစစ်စင်ရေးတာဝန်ကိုလက်တွဲညီညီထမ်းခဲ့ကြတာဒီအောင်ပွဲကစံနမူနာကောင်းဖြစ်တယ်ဟုဝင်ကြီးဦးရီမွန်ကအင်းတော်မျိုးတိုက်ပွဲအတွင်းပြည်သူများတက်နိုင်သည့်ဘက်ကပါဝင်ခဲ့ကြမှုပေါ်ပြောသည် PRF member တွေကနေဒီတက်ရင်ထောက်ပံ့စရေးတွေကိုယာနုံပြစ်တာပေးနိုင်မယ်ဆိုရင်တော့အခြားလက်နက်တပ်ဆင်တဲ့ကိစ္စတွေ equipment ဖြစ်စည်းတဲ့ကိစ္စတွေတိုက်ပွဲဖော်ဆောင်တဲ့ကိစ္စတွေခဲယမ်းမိကြောက်ကိစ္စတွေမှာပို့ပြီးတော့တုံးဆွဲနိုင်မယ်အခြေအနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ PRF member တွေလည်းဒီထက်ပိုပြီးများအောင်လက်ရှိလဲတော်လန်ရေးကတော်တော်လေးအရေးကြီးတဲ့အချိန်ရောက်လာတော့ဒီ PRF member တွေပုံမှန်ထက်ဝင်တဲ့သူတွေပိုများတယ်ဆိုရင် PDF တွေအတွက်အခြားသောတိုက်ပွဲအတွက်အရေးကြီးတဲ့ဈေးစက္ကတွေမှာမျှပြီးသုံးနိုင်မဲ့အခြေအနေဖြစ်ပါတယ်ဟုဦးနေဘုံလက်ကပြောပြီး PRF အစီအစဉ်တွင်ပြည်သူများထက်မှန်ပူးပေါင်းပါဝင်ကြရန်တိုက်တွန်းသည်ကျမတို့ပြည်သူတွေအတွက်ကျမတို့တိုင်းပြည်အတွက်ဆိုပြီးတော့အသက်ပေးကာကွယ်နေတဲ့ ကျမတို့ရဲ့လူမျိုးတွေရှိတယ်။ကျမတို့ရဲ့တရေတဲ့တမြေတဲ့တောက်ခဲကြတဲ့ဟိုကျမတို့ရဲ့ချဲပေါ်ရဲဘက်တွေရှိတယ်လေနော်။အဲ့တော့သူတို့ရဲ့အသက်တွေကြောင့်ကျမတို့တွေကသူတို့ရဲ့အသက်တွေအတွက်ကျမတို့တွေကဒါတွေကိုအော်ပေးနေတာပြောပေးနေတာလှုပ်ပေးနေတာဖြစ်တယ်မလှုပ်လည်းဘာမှမဖြစ်ဘူးမလှုပ်လည်းနေမလှုပ်လို့ဆိုပြီးဘယ်သူမှလာပြောစရာမလိုအဲ့လိုပဲခုနကအတော်လေးတမားတွေဘာဖြစ်တယ်ညာဖြစ်တယ်ပြောတော့သူတို့အနေနဲ့ဘာမှမလုပ်ရဘာမှမဖြစ်ဘူးကြားတယ်ဘာမှမလုပ်လို့ရတယ်အသက်တွေပေးပြီးတော့ဘဝတွေရင်းပြီးလုပ်ပေးနေနေစရာမလိုဘူးတော်လိုင်းကိုအပြောခံပြီးလုပ်ပေးနေစရာမလိုဘူးဟုတ်လားတော်လိုင်းရဲ့ပတ်သက်ပြီးချမ်းသာသွားတဲ့အကောင်တွေရှိတယ် ရှိတယ်ကျမတို့အဲ့လိုမျိုးတီးခဲ့တဲ့အခါကြလို့ရှိရင်ကျမတို့ကတော်လိုင်းအတိုင်းဝိုင်းဥမာပေါ့ရှင်မလေးရှားမှာဘယ်ဖွဲ့ရပါဆိုတာကို ဒီတခြားလူတွေသိချင်မှသိမယ်ကျွန်တော်တော်လိုင်းသမားချင်းချင်းသိရတော်လိုင်းသမားချင်းချင်းသိသိထားတဲ့လူတွေကကျွန်တော်တို့ကအဲ့ဒီလူတွေကိုရှောင်တယ်ရှောင်ချမ်းလိုက်တယ်ရှောင်လိုက်တယ်လိုက်អော်ပြောနေစရာမလိုလိုက်អော်ပြောနေတာကျွန်တော်တို့အတွက်ကဟိုမနာလူလို့သူတို့ကပြောတယ်ဆိုတာမျိုးဖြစ်တယ်အဲ့ဒီလူမျိုးလည်းအဖြစ်မခံချင်ဘူးเนาะမနာလူလို့ပြောစရာအကြောင်းလည်းမရှိအဲ့တော့မဟုတ်တဲ့မဟုတ်တာလုပ်တဲ့လူတွေကတစ်ချိန်မဟုတ်တစ်ချိန်ပေါ်ဖို့ပေါ်တယ်เนาะလေးရှားမှလည်းရှိတယ်အဲ့လိုတော်လိုင်းကြီးကိုနာမည်နာမည်ခံပြီးတော့ပေါ့เนาะကျွန်တော်တို့ဆိုလို့ရှိရင်တုံးနေတဲ့အခွဲတွေတို့နာမည်လည်းသိမ့်မထွက်ဘူးထိုင်မဲ့သူတို့သူတို့ရဲ့အခက်ခဲတွေကျွန်တော်တို့ဒီမှာသိနေတဲ့လူတွေဒီမလေးရှားနေပြန်သွားတဲ့ဟို ော်မလေးရှားပြောင်းသွားတဲ့အကိုတယောက်ရှိတယ်ဟိုကဗာလဲထထွယ်လူမျိုးထထွယ်လူမျိုးသူဆိုလို့ရှိရင်အဲ့ဒါမလေးရှားမှာအလုပ်လုပ်နေရင်အကိုပြန်ပြီးတော့ဒီဒီ PDF ထဲမှာပြောင်းဝင်လာငါကိုလည်း PDF ထဲကလာတာပဲဒါပေမဲ့ तू မပြောဘူးမပြောဘဲမှာ तू ရဲဘော်တွေထဲမှာကြံခဲ့ဟိုဒီမိမိမတိုက်နေကြတယ်ခိုက်နေကြတယ်တိတဲ့ခါကျတော့ तू မပြောဘူးမပြောမဲ့ तू ပြန်မဲပြန်ကျင်နေတာအခုပြန်သွားတယ်ပြောင်းသွားတယ်ဒါပေမဲ့တို့ထွက်ရလူမသိဘူးလူမသိပေမဲ့တို့ရဲ့လှုပ်ရှားမှုကတော်တော်အားကောင်းပြီးတော့တော်တော်မစိတ်သက်တယ်လေတော်တော်ပြင်းထန်တယ်ဒီတဝဲတွေကလေ တော်ဝေရတော်နိုင်မှာတော်တော်စိတ်တပြတ်သားကြရတယ်ချင်းအဲ့တော့လေကျမတို့ကတိနေတဲ့ခါကျတော့အဲ့လိုဩတို့မှာ celebrity တွေရဲ့အင်အားလည်းမရှိဟာလားတို့မှာတို့ရှိတဲ့ဟာလေးနဲ့ယုံနေရတာဖြစ်တဲ့တော့ကိုရီးယားဒီဘက်ကနေပြီးတော့စ조사ပေးနေရတာပေါ့နော်နင်းအပေါ်လေးလာပြောမနေနဲ့နော်ထူးငယ်ခြေတော့ကငါ့ကိုပုံပြောနေဟာဂီတာယူလာပါဂီတာလာပေးပါဆိုလို့ရှိရင်ပေးလည်းနေလားမတောင်း။ပြန်ပြ Sorry sorry ပြောရင်းနဲ့ပဲရောက်ကုန်ပြီလို့မသိနော်အဲ့တော့ဒါကြောင့်မို့လေကျမတို့က ဲ့ connection ကအဲ့လိုလို့ connection လုံးဝမကောင်းတာတိုင်ပြရုံလိုက်ရှာလေးနှစ်ရှိနေပြီတဲ့ဟာလာဘယ်မှာတော့ရှာနေမှာမောင်လေးအဲမောင်လေးလားအကူလားမသိဘူးအသက်ကကိုထထောင်ကြီးမဲ့ပုံစံပဲအဲ့ဒီရုံကိုလိုက်ရှာနေတာဟာလာဟမ်အဲ့ဒီရုံရှိရမှာမလို့လားအဲ့ဒီရုံမရှိရတော့မှနင်အဲ့ဒီရုံမရှိရမှာဘောမနေဘလောက်တောင်ကိုနေရပြောင်းနေလဲလုံးမသိဘူးလားရုံနာရှိသွားလို့ကတော့ပွဲပြီးပြီပေါ့ဟဲ့ဟာရုံနာရှိသွားလို့ကတော့ပွဲပြီးပြီပေါ့ဟာလာပြီးသူလုံးချင်သူလုံးတက်ချင်သူလုံးတက်ဟိုလက်ထဲတပြဟိုဘာဘာတခုမှအတိုင်ပြမရှိဘာမှမရှိပဲနဲ့ ဟိုဆန္ဒပြရတာဟိုပြစ်တက်နေတဲ့ကောင်တွေကောင်တွေရှိမှာငါတို့ကဂျုံသွားဆောက်ရအောင်အဲ့လိုအုံနောက်မဲတဲ့ကောင်တွေမဟုတ်ဘောမလေးလုံးငါတို့အုံနောက်မမဲဘူးငါတို့ဘက်ကလူတွေကထပ်ပါအဲ့ဒါတွေကရန်ဖြစ်ဖို့တက်လာတာမဟုတ်အမှန်တော့တော်လိုင်းရိုးတော့ပတ်ဆိုင်ရဖို့ပဲတက်လာတာတော့တော်လိုင်းရိုးတော့ပတ်ဆိုင်ရဖို့ပဲတက်လာတာ တော့မြေပြင်မှာအဲ့လိုလိုအပ်ချက်တွေကအများကြီးရှိတယ်ပြီးတော့ကလေးတွေဒီအခုဆိုလို့ရှိရင်ဘုံကျဲကဒီနေ့ပဲဒါဒါမကွေးဘက်မှာဘုံကျဲလိုက်တာအိမ်39လုံးပါသွားတယ်ပြကြသွားတယ်ပေါ့ရှင်နော်အော်ဒီအိမ်ထဲမှာရှိနေတဲ့ပစ္စည်းတွေလည်းခိုးသွားတယ်ယူသွားတယ်ပေါ့နော်ဓမြတွေတကိုးတွေကယူသွားတယ်ပေါ့အဲ့လိုမျိုးအတိုင်းပြေကိုအဲ့လိုမျိုးအုပ်ချုပ်မဲ့ကောင်နေနော်အဲ့တိုင်းမဲ့အုပ်ချုပ်မဲ့ကောင်နေတို့ရဲ့စိတ်ကအဲ့ဒါစိတ်ရင်အမှန်ပဲတော့တော်လိုင်းကာလာမို့လို့ပြစ်တဲ့ခတ်တဲ့ဆိုတော့စောက်ယူစကားတွေစောက်ပုံစကားတွေနော်ငကိုတွေကကိုချင်းစာတရားမရှိလို့ရုံမာတွေစိတ်ရှိလို့တောက်ကြည့်တဲ့စိတ်ရှိလို့ဒါမှပြည်သူကိုဒီလမ်းကိုပဲရွေးချယ်ပြီးတော့အဆုံးထိလောက်တာနော်ပြည်သူကိုအဆုံးထိလောက်တာဘာမှနိုင်ငံ ံရေးနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့နော်မပြောရဲအောင်မပါဝင်ရဲအောင်မလှုပ်ရှားရဲအောင်နော်ဘာမှမလုပ်နေတဲ့ပြည်သူတွေအိမ်ကိုဘာမှမရှိတဲ့ပြည်သူတွေအိမ်ကိုမီးသွားရှုံနေတာတို့ကတော့မီးရှုံမှာပေါ့နော်တို့ကဟုတ်လားကိုလိုချင်တဲ့အိမ်ကိုလက်ညှိုးထိုးပြီးရနေတာလေကိုလိုချင်တဲ့မြေကိုလက်ညှိုးထိုးပြီးရနေတာလေနော်တို့သိမ်းချင်တဲ့နေရာကိုလက်ညှိုးထိုးပြီးသိမ်းနေဒီလိုမျိုးစီးမရှိဘောင်မရှိနဲ့ဒီတိုင်းပြည်ကိုဒီလိုအုပ်ချုပ်နေရလေနော်ည90လုံးလုံးဒီတိုင်းပဲလှုပ်လာတာလေဒါကြောင့်မြန်မာပြည်မှာစားကြမရှိတဲ့လူနဲ့ထားကြမရှိတဲ့လူဆိုပြီးကွာချားနေတာသိလားမြန်မာပြည်မှာရှိနေတဲ့ဟိုလုပ်ငန်းရှင်တော်တော်များများတာလေသိလား ကိုယ့်ရဲ့ချင်းတဲ့ကိုတထေးဖြစ်လာတာရှားတယ်အဲ့ဒီလိုမျိုးကပ်ဖာရက်ဖာလုတ်ပြီးတော့အဲ့ဒီဘောမှပြီးတော့မှချမ်းသာလာတဲ့ကောင်တွေများတယ်သိလားအဲ့ဒီအတိုင်းကြီးအုပ်ချုပ်နေအဲ့ဒီရန်နေရာကြီးနဲ့တနိုင်ငံလုံးကိုဖျက်ဆီးနေတာတနိုင်ငံလုံးကိုကျုံပြုတ်နေတာအခုလဲတပြေးပြေးနဲ့ဟိုကျုံဖြစ်တော့မှာဟုတ်လားမြန်မာပြည်ရဲ့အချုပ်ချာဘာမှလဲနော်ဟိုရှက်ဖို့တောင်ကောင်းနေအဲ့ဒါမြန်မာပြည်ရဲ့အချုပ်ချာဘလူလက်ထဲမှာလဲတရုတ်လက်ထဲရောက်နေတာရှင့်ကျွန်တော်တို့မြန်မာပြည်ရဲ့အချုပ်ချာအဲ့တော့ဟိုတက်အချုပ်ကြီးဟုတ်လားအာမြန်မာပြည်ရဲ့တက်မတော်ကြီးနော်ရှင်တို့တွေအော်နေကြမြန်မာပြည်ရဲ့တက်မတော်ကြီးတက်ချုပ်ကြီးဘယ်နေရာမှာတော်ကြီးတက်ချုပ်တာ ဟမ်သူတက်ချုပ်တာဟိုတခေါင်းမှပဲရှိတယ်ဖောက်ခေါင်းမှပဲရှိတယ်ဟမ်နော်အဲ့ဒီနော်ဘောမတွေဟိုချက်တင်တဲ့ဒီအပင်းနေတဲ့ကောင်တွေဆောက်တောင်းကိုပြောနေဆောက်ကြည့်ချင်းကိုပြောနေဟုတ်လားနော်လာရှိုးတို့နော်တီအန်အေလေတို့ဖိအားတော့ပေးတရောင်းစားတောင်းတို့တော့ဆောက်ခွက်တွေကဟိုပုတ်ပြီးတို့ကြရင်ဟိုရန်သူလိုဆက်ဆံနော်သူများပြောတော့ပြောတော့ပါလေပြပအာကိုပစံရို290လုံးអော်လာခဲ့တာဟုတ်လားနော်တော့ဆက်စွတ်ကြည့်ကိုမုံနဲ့စိတ်တွေနဲ့အငုံစိတ်တွေနဲ့ နော်ပြည်ပအာကိုပစင်ရိုးဆိုတာဘာမှပစင်ရိုးဆိုပြီးတော့ပြည်သူချစ်လို့អော်ခဲ့တာမဟုတ်အမှန်တော့ဒေါအောင်ဆန်းစုကြည်နိုင်ငံညာတော့လက်ထက်တာဟုတ်ဟုတ်လားအဲ့ဒါကိုအညိုးထားပြီးတော့အဲ့ဒါကိုပြည်သူမုံအောင်သွေးခွဲပြီးတော့អော်ခဲ့တဲ့စကားအမှန်တော့ဘာမှပြည်ပအာကိုပစင်ရိုးမဟုတ်အခုကတို့ကပြည်ပအာကိုပစင်ရိုးပါပြည်ကပြည်ပကိုအာကိုပြီးပစင်ရိုးအစင်တော်မဟုတ်ပြည်ပကိုခင်သွားပေးပြီးတော့ကိုနိုင်ငံတနိုင်ငံလုံးရောင်းစားကိုပြည်သူတွေထိုးပေးနေတာနော်ကိုပြည်သူတွေထိုးပေးနေတာအဲ့ဒီလိုកောင်းနေရဲ့လက်ထဲမှာဒီတိုင်းပြည်ကဒီတိုင်းပြည်ကိုဒီတိုင်းထားလို့ရှင်တော့ဟုတ်လားရှင်တော့ပုံအမတွေရဲ့ဘဝတွေမစားတာဘူးကိုအိမ်မှာနေနေဖာခံရမယ့်အနေထားမျိုးတွေနော်ပြောရင်းနဲ့စကားတွေကပဲရောက်ကုန်မလဲမသိဘူး ဲ့တော့မလေးရှားမှာရှိနေတဲ့လူတွေကเนาะကျမတို့ဟိုရဲဘော်တွေအတွက် ပြောမယ်ဆိုရင်ကျွန်တော်ဒီတိုင်းတော့လူနေကြပဲရှင်ဟာလာရေးပေးဆိုလဲရေးပေးဟိုမီးပေးဆိုလဲမီးပေးငလင်ပေးဆိုလဲငလင်ပေးဒီလိုင်းတော့လူနေကြတာပဲအဲ့လိုဆိုရင် Trump ဖြစ်တဲ့ပြဿနာတွေပေါ့နော်မြန်မာပြည်မှာအာဝုံဝုံဆိုထားဖြစ်တယ်အခုလဲလာမယ်ရေးပေးလာလိမ့်အောင်မယ်အဲ့လိုကြားလို့ရှင်တော့လူတွေကဘယ်ပတ်စံတွေဘလိုတွေဘလိုတွေထထနာပြီးတော့ဘယ်ပတ်စံတွေထွက်မှန်းမသိထွက်တယ်အဲ့အဲ့ပြောကျွန်မအဲ့လိုပြောလို့ရှင်အခုတော့အများအောင်မယ်ကျွန်တော်ပြောချင်တာကျွန်တော်တို့အဆင်မီလို့နဲ့အခုလိုမရအခုရေးပေးဖြစ်တယ်မီးပေးဖြစ်တယ်ပြဿနာအလုံးကနိုင်ငံရေးနဲ့ပဲဆိုင်နေဒါတွေဖြစ်နေတာကဒီနိုင်ငံမကောင်းလို့ပဲဖြစ်နေတာဒီတော်လန်ရေးမပြီးမချင်းတာတွေကဖြစ်နေအောင်ပါပဲကျွန်တော်တို့အဲ့ဖြစ်နေတဲ့နေရာကိုအဲ့အနာကိုဆေးသွားကုနေလို့မရအောင်ကျွန်တော်တို့ကတကယ်နော် ဟိုတကယ်ထောက်ပံ့မဲ့နေရာကိုထိတိယယောက်ထောက်ပံ့မှုလို့ရအဲ့ဒီရေပေးမှဆိုလို့ရှိရင်ကျမချင်းချင်းပြောရင်ရေပေးနဲ့ပတ်သက်ပြီးကျမအော်တော့အော်ပေးတယ်ဟိုအလှူလည်းခံပေးပါတယ်ဒါပေမဲ့ကျမတိုက်ရိုက်အလှူခံဟိုဘယ်လိုပြောမစိတ်နစ်ပြီးလှူခံတာမျိုးကျမမလုပ်ခဲ့ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမအဲ့ဒီအချိန်မှာသူများတွေကအကုန်လုံးကငလင်ပေးကိုသွားနေရကျမတို့တော်လိုင်းသမားအားလုံးအဲ့ကိုပဲသွားနေရအဲ့ကိုပဲသွားနေရဖြစ်တဲ့အတွက်တော်လိုင်းသမားတွေမှာဟိုဟိုလက်နက်ကင်နေတဲ့ရဲဘော်တွေမှာကြတော့ဒီလိုရှိမှလဲဟုတ်လား ဟိုမပြောရဲဘူးเนาะဟိုဘာဖြစ်လို့ဆိုအပြည်သူတွေဒုက္ခရောက်နေဒီဒုက္ခရောက်နေတဲ့အချိန်မှာသူတို့စာဝင်နေရေးတို့လာပြီးကူညီတောင်းအောင်မလဲသူတို့အားနာပြီးတော့သူတို့ကလည်းခက်ခဲနေဖြစ်เนาะကျွန်တော်တို့ရှီကရတယ်ပြပရတယ်ထောက်ပံ့ဝင်နေပဲသူတို့ရဲ့စာဝင်နေရေးအားလုံးကချက်တင်နေရတာဖြစ်တဲ့အတွက်အဲ့ဒီငလင်နှစ်လလောက်ဖြစ်သွားတဲ့အခါမှာအဲ့ဒီဘက်ကမရောက်ကြအောင်မရောက်တော့ရဲဘော်တွေမှာတော်တော်ပြဿနာတက်တယ်အဲ့ဒီစာဝင်နေရေးတွေတော်ခက်ခဲပြသူတို့ကလည်းဘာစားရလဲမြစ်ချိုးစားရတယ်လို့ပြောမြစ်တွေပြုတ်ပြီးစားရတဲ့အနေထားမျိုးเนาะဘာလို့လဲဆိုတော့လစဉ်လစဉ်အလူအလူရှင်ကိုရှာနေရတာလीเนาะအခုရဲဘော်တွေကြည့်လိုက်စစ်တပ်ရတယ်လို့ဘုံမရှိဘူးအဲ့အလူခံနေရတာသူတို့မှအဲ့ဒီ စစ်တိုက်တယ်ဆိုတာလေကျွန်တော်တို့ကလက်နဲ့ကတိုက်လို့မှမရတာ။နော်စစ်တိုက်တယ်ဆိုတာပြင်ဆင်ရတယ်၊စီရေးပြင်ဆင်ရတယ်။အဲ့မှာဈေးစကားတွေရှိတယ်။နော်ဒီယူနီဖောင်းတွေဒီကြီးကားတွေဒါတွေကစုရတယ်။စစ်ပွဲတပွဲပြီးလို့ရှိရင်ဒါတွေကတုံးစားလို့မရတော့တဲ့ဟာတွေရှိတယ်ဟဟ ला ။နော်ဟိုကြီးရေဖြုံးရတယ်။နော်အဲ့တော့ကြီးကိုချွေတာပြီးတော့လေတိုက်ပွဲဖြစ်ရင်လေရဲဘော်တွေရဲ့အနေထားဘယ်လိုလဲဆိုကြီးကိုချွေတာနေရတကယ်လို့ကိုနဲ့ပါသွားတဲ့ရဲဘော်တယောက်ကြပြီဆိုလို့ရှိရင်အဲ့လူတွေဝမ်းနေဖို့ကနောက်မှသာအဲ့တနက်ကိုအရင်ပြေးကောက်ကြတာတို့မှအလုပ်ကတလုပ်ကျွန်တော်တို့ဟိုပြည်သူတွေဖြစ်နေတဲ့ပုံစံကိုပြောပါလေ။နော်တို့မှ ကိုဘေးကကိုနဲ့အတူတူစားကိုနဲ့အတူတူအိတ်နေတဲ့ရဲဘော်ကြာရင်အဲ့ရဲဘော်ကိုပြေးထူရမှာတဲ့အဲ့တနတ်ကိုအရင်လူရတာအရင်တော့ကောက်ကတာနော်ဘာလို့လဲဆိုတော့တနတ်မရှိရင်တို့လက်ထဲမှာတိုက်ချင်အောင်မတိုက်လို့မရတဲ့အနေအထားမျိုးအဲ့တော့ဂျီကိုလည်းအရန်ချွေတာပြီးသုံးတယ်ကျမတို့ ဟိုမြန်မာလူငယ်တွေတော်တယ်ဆိုတာအဲ့ဒါပြောတာအနေအထားရတော်သွားတာအခြေအနေရတော်သွားတာပေါ့နော်အခြေအနေကြီးကဒီလိုဖြစ်လာတဲ့အခါမှာជីယိုဘယ်လိုဖြုံးရမလဲနော်ជីယိုဘယ်လိုချွေတာရမလဲဒါတွေကိုဘာတို့တစ်ခါတည်းသင်ယူလိုက်ရတယ်အဲ့မြေပြင်ကအကြောင်းနေပြောလို့ရှိရင်ခါရလို့ရှိရင်ကိုမြေကြီးတောင်ကြမိတယ်နော်တို့ဖြစ်နေတဲ့ပုံစံတွေကိုပြောတာပေါ့အဲ့လူအရှင်ရဖို့အတွက်ရှာရတယ်နော် celebrity တွေရှာ celebrity တွေဆိုလို့ရှိရင်စကားတို့တော့ပြောနေအောင်စားတောင်ပြန်မပြောင်းဘူးနော်အဲ့အဲ့လိုမျိုးအနေအထားမျိုးနဲ့တို့မှာခက်ခဲဖြစ်နေတယ်ဒါကြောင့်မို့ကျွန်တော်တို့က ဒီအခက်အခဲဖြစ်နေတဲ့အခွဲတွေတကယ်ဟိုမှလှုပ်ရှားနေတဲ့အခွဲတွေရှိရင်နောက်တစ်ခါ UGG ရဲ့ UGG ဆိုလို့ရှိရင်ကျွန်တော်တို့မလှူပါဘူးဘာလို့လဲဆို UGG ရှိမှ UGG ရဲ့စီကိုကျွန်တော်တို့အလုံးဝပေးရင်ပြဿနာတစ်ခုရှိရဲဘာလို့လဲ UGG ရဲ့ရှင်ကနေပြီးတော့ကျွန်တော်တို့ certificate ပြန်မရဘူးဗီဒီယိုဖိုင်ပြန်မရဘူးကျွန်တော်တို့ကဒီလွတ်မြောက်နယ်မြေမှာရှိနေတဲ့ဒါတော်လန်ရဲ့အခက်အခဲကိုပြောနေရအောင်နော်ကျွန်မပြောတာ လူမြောက်နယ်မြေထဲမှာရှိနေတဲ့ရဲဘော်တွေရဲ့ဟာလားရဲဘော်တွေစီကိုအလှူငွေသွားတဲ့အခါမှာတို့ရဲ့ဗီဒီယိုဖိုင်တွေကျွန်တော်တို့ပြန်ရတယ်တို့ရဲ့စတီဗီကိတ်တွေကျွန်တော်တို့ပြန်ရတယ် UG ဆိုတာကမြို့တွင်းထဲမှာလှုပ်ရှားတာ၊ပြည်တွင်းထဲမှာလှုပ်ရှားတာ၊အတွင်းထဲမှာလှုပ်ရှားတဲ့လူတကယ်တော့မှအတက်အန်တယ်ဟာလားနင်းနေနေနေဖြစ်သွားနိုင်တဲ့လူတွေအဲ့ဒီလူတွေကိုကျွန်တော်တို့သွန်းလှူလိုက်လို့ရှိပြည်ထနာအဲ့ဒီစတီဗီကိတ်မရတဲ့ပြည်ထနာစတီဗီကိတ်မရဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကလိန်နာဖြစ်သွားအဲ့တော့ကျွန်တော်တို့က UG တွေကိုဟိုမြက်ကွယ်ပြုထားတာအဲ့မှာတကယ်တနာစရာကောင်းတဲ့အဖွဲ့က UG အဖွဲ့ပဲနော်ဘဲဘဲအလူရှင်မှ UG ကိုမသွားဘူး UG ကိုမသွားဘူးဘာလို့လဲဆိုတော့ ကျမတို့ကသွားကျင်တယ် UD လှုပ်ရှားနေတဲ့နေရာတွေလည်းသိတယ်ဖွဲ့တွေကိုလည်းသိတယ်ဒါပေမဲ့မသွားရဲဘူးမသွားဘူးသွားလိုက်လို့ရှိရင်ကျမတို့ကသူတို့ကပြန်ပေးမဲ့ certificate မရဘူးเนาะ video file မရဘူးအတန်ဖိုင်မရဘူး UD ဆိုတာကအင်မတန်မှလွတ်လွတ်ဝဲဝဲနေရတဲ့လူတွေအတန်ဖိုင်ကြီးနဲ့ video file ကြီးတွေနဲ့ထုတ်ပေးလိုက်လို့မရဘူးပြီးတော့ပုံရင်းကျင်ဆိုတာရှိတဲ့အတွက်စကားပြောရင်တော့မှ ကိုရီနဲ့စကားပြောနေအောင်မှာသူ့မှာပုံရင်းကြီးအချင်းတွေကိုတော်တော်လေးကိုဟာလာအချင်းယူပြီးတော့မှရှင်းနဲ့ကင်းနဲ့ဆိုတဲ့ခါမှာအတန်လေးကိုအုပ်အုပ်လေးတန်လေးနဲ့စကားပြောရတဲ့အနေအထားမျိုးအဲ့တော့ကိုရီကယူကြည်ယူလို့ရှင်ကိုတည်းရပဲကိုစိုက်ယူပါဟာလာအလိုမျိုးအခုလိုမျိုးအလူခံထားတဲ့ပတ်စံတွေကဆိုလို့ရှင်9သိန်းလို့10သိန်းလို့15သိန်းလို့ကျမတို့လူလို့မရဘူး။ဘာလို့ကျမတို့လည်းအဲ့လောက်မရှိဘူးမလူနိုင်ဘူးဆိုတော့အတူဆောင်းဝင်နေ9000လို့10000လို့3သိန်းလို့3သိန်းလို့ဒီလောက်ပဲကျမတို့ကယူကြည်ယူ6ပတ်နိုင်ရတာမှလူတိုင်းကမထောက်ပတ်နိုင်ဘူးပေါ့နော်။အဲ့လိုမျိုးဒါကလက်ရှိဖြစ်နေတဲ့အနေအထားပေါ့။ဟို ဒီရန်ကုန် UG တို့နော်ဒီမန္တလေးမှာရှိနေတဲ့ UG တို့ဆိုတာကသူတို့ဒီအုတ်ဒီအုတ်ကြီးတွေရှင်းတာတို့တရင်ပေးတာခုနောက်ပိုင်းရှင်းတာမဟုတ်ရင်တော့မှသူတို့ကဘယ်လမ်းကြောင်းမှာဘယ်စစ်ကောင်စီရဲ့ဘယ်လူကဘာအယောင်ဝှက်ပြီးထွက်သွားလဲဆိုတာသူတို့ရှာစရင်းတွေရနေတာသူတို့အဲ့ဒါနော်လက်ဖေးဆိုင်ဒီမှာထိုင်ပြီးတော့ဟိုအရင်တော့အတန်းရွှေလုတ်ခဲ့တဲ့ပုံစံမျိုးပေါ့ရှင်ကျမတို့ကပြန်လုတ်နေရတာပေါ့အခုကနော်ဟိုပါပေါ့ ်ဦးဟိုဦးခင်ညိုလက်ထက်တုန်းကထောင်လန်းရေးတွေတော်တယ်ဆိုတော့အမှန်တော့ဆောင်ရမ်းတော်တယ်စစ်တပ်ကဆောင်ရမ်းတော်တာမဟုတ်ဘူးထောင်လန်းရေးတွေဘာရောက်တော်တာလဲဆိုတော့အဲ့ဒီကပ္ပားရပါလုံနေတဲ့ကောင်းနေပြည်သူတွေကကောင်းနေထောင်ထွက်တယ်အဲ့ဒီကောင်းတွေကိုပတ်စံအပြည့်ဝပေးလာစားလို့မျိုးပုံစံမျိုးပေးပြီးတော့လက်ဖေးဆိုင်မှာနေနေညညသွားထိုင်ခိုင်းလို့နော်အဲ့ထောင်လန်းရေးတွေတော်တယ်အမှုတော်တော်အမှုကိစ္စတွေကပေါ်တယ်ဆိုတာအဲ့ဒါသူတို့ဆောင်ရမ်းတော်နေလို့မဟုတ်ဘူး နော်သက်ဆန်ဆောင်ရမ်းတုံးပြီးတော့မှဟဲ့လားရောမင်းတို့အဲ့မှာသွားပြီးတော့စုံစမ်းဆိုပြီးနေရောညောင်းအဲ့လေပိတိုင်မှာသွားထိုင်ဆိုင်လို့ဒါအဲ့တရင်နေရဟိုအဆက်တွေကဒီအဆက်တွေကနေအဲ့အဲ့ဒီလုံနဲ့ထောင်လိုင်းကြီးတော်တာထောင်လိုင်းကြီးတော်ခဲ့အခုလဲကျမတို့ကဒီလက်နက်ကိုပြန်သုံးနေရတာပေါ့နော်ကျမတို့ဒီပြည်တွင်းထဲမှာရှိနေယူဂျီတွေကအဲ့လေပိတိုင်ထိုင်နာတို့ဟဲ့လားအဲ့ဒီလိုမျိုးနဲ့တရင်ကိုယူပြီးတော့မှဒါတော်လိုင်းအဖွဲ့တွေစီကိုတရင်ပို့တာတို့ဘာလို့ဒါမျိုးတွေကလုံနေရတာပေါ့တော်တော်ယုံစစ်တောင်းထွက်မယ်ဆိုလို့ရှိရင်ကျမတို့တရင်တက်လာတာအနောက်မှာတကယ်ရတာယူဂျီတွေရှိရတရင်ရတယ်ပေါ့နော်အဲ့နောက်တစ်ခုကဖယဲဒီဖယဲဒီတွေရှိရတရင်ရတယ်ပေါ့အဲ့ဒီလိုမျိုးနဲ့သွားနေရအဲ့တော့ယူဂျီတွေဘဝကလည်းသနာစရာတော့ကောင်းနေရှင်ဒါကလက်ရှိဖြစ်နေတဲ့တော်လိုင်းရေးချိန တွေကိုပြောတာပေါ့နော်မြေပြင်မှာဆိုလို့ရှိရင်လည်းအခုဆိုလို့ရှိရင်မိုးရင်းရောက်တော့မယ်ပေါ့မိုးရင်းရောက်လို့ရှိရင်နော်တို့တို့အတွက်ဒီနေနေဖို့စားဖို့ကအခက်အခဲကဖြစ်မှာပဲမိုးရင်းဆိုတာတည်တဲ့အတိုင်းပဲနော်အဲ့တော့တို့တို့အိယာတွေစောင်းတွေခြံောင်းတွေဆိုတာကလည်းလိုတယ်နော်လိုအပ်နေတာတွေကအများကြီးစေဝါအဓိကကတော့ကျမတို့ဒီတော်ထဲမှာရှိနေတာဖြစ်တဲ့အတွက်တော်ထဲမှာရှိနေတဲ့ရဲဘော်တွေကငှက်ဖျားအရန်ကြောက်ရတယ်လေနော် ရစ်တိုက်လို့မသိရင်ငှက်ပြားနဲ့သေးရမှာကြောက်ရတယ်လေအဲ့လိုမျိုးဆိုတော့ဒီဆေးဘိုးဝါကအခုအခုလုံထဲကနေပြီးတော့စုနေကြတာရှိတယ်တချို့ဆိုလို့ရှိရင်ဒီမိုးရင်းကာလရောက်ရောက်ဖို့အတွက်ပေါ့နော်ဆိုတော့အဲ့ဒီလိုအပ်ချက်တွေရောက်ပါကျွန်တော်တို့ကလှုပ်ရှားပေးနေရတာလှုပ်ပေးနေရတာပေါ့နော်အဲ့တော့အဲတနည်းတကျဆိုတော့ဟာဘာမှများတဲ့ငွေပမာဏမဟုတ်လေနော်လူတိုင်းပါဝင်နိုင်တယ်ရေရှည်လည်းပါဝင်နိုင်တယ်နော်ကျွန်မအခုကအယောက်90ဆိုတာကဒီအယောက်90ရဲ့အင်အားနဲ့ကနင်းနေနေကြဲကြဲဝိုင်းနေရတာပေါ့ဟုတ်လားဟိုတစ်ဖွဲတစ်ဖွဲကိုလည်းကျွန်တော်တို့ကတရင်တရင်မှမရှိဘူးဆိုလို့ရှိရင်နော်အအနည်းဆုံးကအယောက်90ရှိရဲ့ဟုတ်လားအဲ့တော့ ဟိုတစ်ဖက်ကို၁၀သိန်းလောက်လှူမယ်ဆိုလို့ရှိရင်လေထမင်းတို့ကထမင်းတစ်ပတ်စာတရက်စာတစ်ပတ်စာတလောက်လေးပဲရတာတို့ကျမတို့အလူခံနေရတယ်ဆိုတာကလည်းဘာမှတိတ်ပြီးရတာမဟုတ်ဘူးလူတွေကဒေါ်လာရင်းမှာတိတ်ပြီးပါဝင်ကျင်တော့တာမဟုတ်ဘူးလူနှစ်ကြာလာတဲ့အတွက်ကြောင့်ဒါကြောင့်မို့ကျမတို့ကအော်ပေးနေရတာပေါ့နော်နောက်တစ်ခါဒီဒေါ်လာရင်းအချိန်ကြီးပေါ့ဒေါ်လာရင်းအချိန်ကြီးကဘလို့ရှိတယ်ဆိုတော့ကျမကျမလည်းလိုက်ပြီးတော့သတင်းတွေကြည့်တယ်လေ့လာတယ်စုံစမ်းမိသလောက်တော့ကျမတို့ဒီမြေပြင်ကိစ္စနဲ့ပတ်သက်ပြီးတော့ညီတယ်ညီတာအရင်ညီကြတယ်ဒီခေါင်းဆောင်တွေပဲတချို့ခေါင်းဆောင်တွေပဲခေါင်းမာနေကြတာပေါ့နော်ဒီမြေမြေကိစ္စတွေနဲ့ပတ်သက်လို့ရှိရင်ဒီ PDF တွေရှိရနေတာဆိုပို့ပြီးတော့မြေမြေဆိုင်ဆိုင်တိမ့်နိုင်တယ်ပေါ့နော်အဲ့ဒါတွေကဆိုတော့ မြေပြင်ရဲ့အင်အားတော့တော်တော် ကောင်းလာရှင်အတိန်းသားရဲ့လက်ရှိတိန်းနေတဲ့မျိုးတွေတိန်းမထုတ်အခုတိန်းထုတ်တယ်ဆိုတာလေသူကကြာနေနဲ့ရက်ကြာမှထုတ်ကြရတယ်နော်အတိန်းသားတဲ့မျိုးတွေလည်းရှိပါတယ်နော်နောက်တစ်ခုကဒီ DNA နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီပြည်သူတွေဈာထဲမှာဘာဖြစ်နေရလဲဆိုတော့ဟိုတိုင်းရင်းသားလက်နက်ကင်တော်တော်များများကိုမယုံကြည်ရဲတာပေါ့အဲ့အဲ့ဒီပြဿနာဖြစ်နေတာပေါ့နော်မယုံမယုံကြည်ရဲတော့တာပေါ့ကိုရီးယားတော့အသက်ပြေးပြီးတော့ဟာလာကိုပြည်သူတွေကတော့အသက်တွေပြေးပြီးတော့နော်တော်လိုင်းရေးအတွက်ဟာလာဟိုဘက်ဆောင်တောင်းဆောင်ကနေပြီးတော့ပါဝင်ပေးကြတယ်နော် ပါဝင်ပေးနေကြတယ်ပြည်ပမှာရှိတဲ့ပြည်သူတွေရောပြည်တွင်းမှာရှိတဲ့လူတွေရောတော်ရုံတန်ရုံဟိုတိတ်ပြီးတော့အတန်မထွက်ကြဘူးလေနော်အမမငီးညူကြဘူးပေါ့ရှင်နော်အဲ့တော့မငီးညူကြဘူးအေးလူတွေဖြစ်တာကိုမြင်နာကိုပြန်မမြင်ရတော့အဲ့လိုမျိုးဟာအသက်တွေပေးပြီးတော့မှတိုက်ခိုက်ရတဲ့ဒီအနောက်တိုင်းစစ်တပ်နာချုပ်ကြီးပေါ့နော်ဒါကြီးကိုပြန်ပေးလိုက်တဲ့အခါကျတော့ကျမတို့မှာအခုကဘာဖြစ်လဲဆိုတော့ဟို ယုံကြည်ရပါမလားဆိုတဲ့ဟာမျိုးပေါ့ငါတို့ဟိုအသက်တွေရင်းပြီးတော့တိုက်ထားရတယ်ချိုးရီသွေးတွေရင်းပြီးတိုက်ထားရတယ်ယူထားရတယ်ပြီးတော့ပြန်ဘာမှလည်းမဟုတ်ဘဲနဲ့ဒီတိုင်းဘလိုင်းပြန်ပေးလိုက်ရတယ်ပေါ့နော်ဆိုတော့အဲ့လိုနေသားမျိုးတွေရှိရရှင်အဲ့တော့အခုဒီတရုတ်ကလည်းဒီသူ့ရဲ့ကုံတွေအေးလမ်းကြောင်းမှာပိတ်ထားရတယ်ပေါ့နော်ဒီ TNL ဘက်မှာဆိုလို့ရှိရင်ကုံတွေအေးလမ်းကြောင်းမှာအဲ့ဒီတရုတ်ကုံတွေအေးလမ်းကြောင်းမှာအဲ့တောင်ချိုလို့တီဘောလို့နန်းဆန်လို့ကွက်ခိုင်လို့ဘက်ကလမ်းကြောင်းဖြစ်တယ်ပေါ့အဲ့ဒီလမ်းကြောင်းမှာပိတ်ထားရတာပိတ်ထားတာဖြစ်တဲ့အတွက်တရုတ်ကအဲ့ဒီလမ်းကြောင်းကိုပြန်ဖွင့်ကျင်နေတဲ့အတွက်အခုက TNLA ကိုသူကတရုတ်ကဒါဂျားဝင်ပြီးတော့ ဟိုစစ်ကောင်စီနဲ့ညှိနှိုင်းပေးတာပေါ့ရှင်နော်ညှိနှိုင်းပြီးတော့ဒီတရင်ကတော့တက်လာကြပြီဆိုတော့အကုန်လုံးလည်းသိပြီပေါ့ညှိနှိုင်းပြီးတော့ TNLA ဘက်ကနေထွက်လာတဲ့စကားပေါ့ TNLA ဘက်ကထွက်လာတဲ့စကားလက်တော်တော့သူတို့ဒါဟိုမလိုက်ရောပေးနိုင်ပါမလိုက်ရောသေးဘူးပေါ့နော်တော်မတူသေးဘူးတော်မတူသေးဘူးပြည်သူတွေဝင်းရံဖို့လိုအပ်တယ်လို့ပြောတာဒါအဲဒါဘာဟိုသူတို့ပြောချင်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဟိုပါပေါ့အတိတ်ပဲကောက်ရမယ်ဆိုလို့ရှိရင်နော်အခုတော်လက်တော်မပေးနိုင်ဘူးဆိုတာဘယ်တော့မှမပေးဘူးလို့ပြောတာမဟုတ်လေနော် ်ဒါတလို့အချိန်တွေကမပေးနိုင်သေးဘူးဆိုတော့နောက်ပေးရမယ်ဆိုတဲ့အနေထားမျိုးနောက်တစ်ခုကသူတို့အဲ့ဒီမှာသူထည့်ပြောရတာတခုရှိတယ်။တရုတ်ကဒေတာပို့ပြီးတော့ PR ပေးလာရင်တော့ဆိုတဲ့စကားရှိပါတယ်ပေါ့နော်။ PR ပေးလာရင်တော့သူတို့အချိန်တွေကြည့်ပြီးတော့မီးစင်ကြည့်ကြရမယ်ဆိုတဲ့ပုံစံမျိုးသူတို့ဘက်ကစကားထွက်တယ်။ဆိုတော့ကျွန်မထင်တယ် DNA လေးတိန်းထားတဲ့မျိုးတွေကပေးကိုပေးရလိမ့်မယ်။နော်။ပြန်ကိုပေးလိမ့်မယ်လို့ကျွန်မကျွန်မတို့ခံစားမိရပေါ့နော်။ပြန်ကိုပေးလိမ့်မယ်ဒီနောင်ချိုတို့နန်းစံတို့ဘက်ကမိုးမိတ်တို့ကွက်ခိုင်တို့ပေါ့ရှင်နော်။အဲ့ဒီဘက်ကမျိုးတွေကို အိမ်မရဲမျိုးတွေကိုပြန်ပေးဖို့အခြေအနေရှိနေတယ်အခြေအနေတရက်ကရှိနေတယ်အဲ့ဒီခါကျရင်လည်းကျမတို့ကစိတ်သက်ကကြာရအောင်မှာဟုတ်လားအခုဒီနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြီးပြန်ပေးလိုက်တာတော့မှကျမတို့မှာတော်တော်ရှင်းနာရတယ်အခုတရားရယ်လေးကလည်းဒါအေးအေးဆိုလို့ရှိရင်တော့ပြတ်သားတာပေါ့နော်အေးအေးဆိုလို့ရှိရင်ဒါဟိုသူပြောထားတယ်လေဘိုးချုပ်ထုံးမြတ်နိုင်ပြောထားတာရှိတယ်ဘာလဲဆိုလို့ရှိရင်အင်္ဂါကျိုးကလက်စင်းတားရင်တော့မှ ဟိုလုတ်ဆရာရှိတာကိုလုတ်မယ်ဆိုတဲ့ဟာမျိုးဒါဘူရုတ်ထွန်းမြတ်နိုင်ဆိုတော့ပြောတယ်ပေါ့တီအန်အေလေးကအခုထွက်တဲ့အတန်းအဲ့လိုမဟုတ်ဘူးလက်တလောချင်းတွေကပြန်မပေးဘူးဆိုတဲ့သဘောကနောက်ဆိုပြန်ပေးမယ်ဆိုတဲ့သဘောနောက်တစ်ခုကဟိုပြည်သူတွေအနေနဲ့ဝင်ရဖို့လုပ်လဲဆိုတာကသူတို့ကပြည်သူကိုကြိုတင်ပြီးတန်ချောင်းခောက်ထားတဲ့သဘောနော်ဟိုပြောချင်တာကပြည်သူတွေမဝင်ရလို့ပဲသူတို့ပြန်ပေးရတော့မယ့်အနေအထားမျိုးအကွက်မျိုးခံတီးတာလားပေါ့နော်အဲဒီလိုမျိုးအနေအထားမျိုးရှိရဆိုတော့ကျမတို့ကဒီတိုင်းသားလက်နက်ကင်တွေကိုလည်းယုံကြည်ရမှာစက်ယုံကြည်ရမှာတော်တော်လေးကိုမျက်ခုံးလှုပ်တယ်အဲ့တော့အတက်နိုင်ယုံကြည်တွေကိုပဲဟုတ်လား ယူဂျီတွေကိုပဲထောက်ပံ့အန်ယူဂျီကိုပဲထောက်ပံ့ကြပါဒီအန်ယူဂျီကိုထောက်ပံ့တာမမဘူးရှင်သိလားတချို့တွေကလေကိုမသိတိုင်းအန်ယူဂျီကတရင်တော်တော်အစိုးရတဲ့ရချင်းဘယ်လိုလုပ်တဲ့ရင်ပို့အတူလီမောက်စားဒီစိဖန်နေတာတွေမှမဟုတ်တာဟာလားပြောမယ် celebrity တွေမှမဟုတ်တာဒါနိုင်နိုင်ငံရေးလုပ်နေတာလေနော်ဟိုရှင်တိုက်နေရတာလေအစိုးရတဲ့ရလေအစိုးရတဲ့ဆိုတာအစိုးရရဲ့ဟိုဟာရှိရမယ်လေနော်သူ့ရဲ့အစိုးရရဲ့တိတ်ခါပိုင်းဆိုင်ရာရှိရမယ်ဒီဗမုတ်တဲ့ဒီ ကိစ္စတတိမမွားတွေကိုလိုက်ပြီးဟိုဟိုလူကလိန်နာမဟုတ်ပါဘူးစီးရင်ညချပြနေရလောက်အောင်သူတို့လုပ်နေတာကဖန်ရိစာမဟုတ်ဘူးလေနော်အဲ့တော့အယူဂျီကိုလှူလိုက်တဲ့ပတ်စံတွေဒီတော်လန်ရေးတဲ့ပဲရောက်ပါလေဒါပေမဲ့အယူဂျီအနေနဲ့တင်းထုတ်လို့မရတဲ့ကိစ္စတွေရှိတယ်ဆိုတော့ကျွန်တော်တို့ပြည်သူကနားလည်ဖို့လိုတယ်ဘလို့တင်းထုတ်လို့မရတာလဲဆိုရင်အစိုးရတရအနေနဲ့ကအစိုးရတရအနေနဲ့ကဒီရဲဘော်တွေကိုစစ်လက်နက်ထောက်ပံ့တယ်လို့ဘာလို့ဆိုတာတွေကတင်းရနဲ့တိတ်ပြီးတော့ထုတ်ပြန်လို့ရတဲ့ကိစ္စတွေမဟုတ်ဒီကိစ္စတွေကဟာလာကျွန်တော်တို့ပြည်သူထဲမှာတော့ထုတ်ပြန်လိုက်လို့ရတာပေါ့ရှင်ဒါပေမဲ့ဟိုနိုင်ငံတကာမှာကြတော့ဒါကဟိုပြောမယ်ဆိုလို့ရှင်ဟို လူသက်အားပေးပုံစံမျိုးဖြစ်နေတာပေါ့နော်အဲ့တော့ UNG ကသူ့အလုပ်ကိုသူ့ရဲ့ policy အတိုင်းတွားဖို့အတွက်တင်းနေကအများကြီးဖုံးဖိထားရတာရှိတယ်ပေါ့နော်ဟို YouTube မှာလည်း UNG ကထုတ်တဲ့တင်းနေသူ့ရဲ့စကားအတန်တွေကိုကြားလို့ရှိရင်ခန့်မှန်းလို့ရပါတယ်သူပြောလို့မရတဲ့ကိစ္စတွေရှိနေတယ်ဆိုတော့ကျွန်တော်တို့ခန့်မှန်းလို့ရတယ်နော်ကိုနေဖုံးလက်တို့ဘာလို့အများအားထုတ်လို့ပေးနေရမလဲဒါတွေကိုနားလေစေချင်တယ်နော်နောက်ကဒီတိုင်းသားလက်နက်ကိုင်တွေအနေနဲ့ကနော် UNG အောက်ကနေပြီး UNG နဲ့ချိတ်ဆက်တယ်လို့ချိတ်လက်တကယ်လဲချိတ်ဆက်အချိတ်ဆက်မိမိလုပ်နေရပေါ့ဒါမဲ့လဲ ိုအစိုးရလက်အောက်ကမသွားခြင်းတဲ့ပုံစံမျိုးအယူကြီးကိုအစိုးရတည်းအဖြစ်မတက်မှတ်ခြင်းတဲ့ပုံစံမျိုးအနေထားမျိုးလေးတွေတွေ့နေရပါတော့။ဆိုတဲ့အခါကျတော့ကျမတို့ကအဓိကဘာလဲဆိုလို့ရှိရင်မြေပြင်လေးကိုဟိုတိတ်နိုင်မှုဒီစစ်ကောင်စီနောက်ဆုံးတိုက်ကပ်ထားတဲ့အခုကစစ်ကောင်စီကတပြိပြိနဲ့နေရာအချင်းပြီးတော့သူတို့တိုက်ကပ်ထားတဲ့နေရာပဲကျန်တော့တယ်။နော်တိုက်ကပ်ထားတဲ့မြန်မာပြည်ကိုအမိုးကနေဖွင့်ကြည့်မယ်ဆိုလို့ရှိရင်အလဲကောင်တစ်ခွက်ပဲကျန်တော့တယ်။အဲ့အလဲကောင်တစ်ခွက်ကိုသူတို့ကမပါခင်မှာအလဲကောင်တစ်ခွက်မပါွားခင်မှာသူတို့ကဒီနိုင်ငံကြီးအရာအခုရုရှားနဲ့ပေါင်းနေတယ်၊တရုတ်နဲ့ပေါင်းနေဆိုတော့အဲ့ဒါနောက်ဆုံးသူတို့နောက်ဆုံး ငါတို့လုံးဝစုပ်ပေးလို့မရတော့တဲ့နိုင်ငံမရတော့တဲ့နေရာအသေးခံပြီးတက်ရမယ့်နေရာဆိုရက်သူတို့တက်မှတ်ထားတဲ့နေရာကရောက်နေပြီနော်ဒီဟိုတိန်းဖို့တော့ပြင်ဆင်နေကြပြီဟာလာအခုဒီနေပြီးတော့ဝင်ဖို့အတွက်လမ်းကြောင်းပေါင်းစုံကဝင်နေကြပြီနော်အဲ့တော့ဒီမြန်မာပြည်တွေကအထင်ကရမြို့တွေကိုသူတို့တက်မှတ်ထားတဲ့မြို့တွေရှိတယ်မန္တလေးဆိုတာအထင်ကရမြို့ပဲဟာလာဒါပဲခူးတို့ရန်ကုန်တို့ဆိုတာအထင်ကရမြို့တွေပဲ နော်ဒီမျိုးတွေကိုမပါဖို့အတွက်ကိုတို့ကတိုက်ကထထားပြီးသားဒီနေရာရောက်ရင်မဆုတ်ပေးတော့ဘူးဆိုတော့တိုက်ကတို့မှရှိတယ်အဲ့တော့အဲ့ဒီနေရာကိုလည်းခုရောက်နေကြပြီနော်တော်လိုင်းအဖွဲ့တွေကလည်းဒါဝဲဝိုင်းပြီးတော့စူးစမ်းပေးနေကြတာဆိုတဲ့ခါကျတော့အဲ့ဒီနေရာလေးမပါွားခင်မှာဒီ ဟာပေါ့နော်ဒီလွှဲရှားတို့တရုတ်တို့ ਨੇ ပူပေါင်းပြီးတော့ဒါမင်းအောင်လာရတော့ तू 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 လောက်ွက်အတိုင်းပေါ့ရှင်နော်ဟိုကျုံကျုံမြမပြီးကိုကျုံပြူတာပေါ့မြမပြီးကိုရောင်းစားနေတာပေါ့နော်ရောင်းစားပြီးတော့ तू နေရာမပြောက်ဖို့အရေးဦးပဲအဲ့တခုပဲခေါင်းထဲမှာရှိတော့တာဖြစ်တယ်ဒီကောင်ကတော့လှုပ်ချင်ရလှုပ်တော့မှာအခုလည်းလှုပ်ချင်ရလှုပ်နေတယ်နောက်ထပ်ပို့ပြီးတော့လှုပ်တော့မှာအဲ့တော့အဲ့ဒီသူတို့လက်အုံမှုမရယူခင်မှာကျွန်တော်တို့ရဲဘော်တွေကနော်တော်လိုင်းအခွဲတွေကဒီသူတို့တိုက်တက်ထားရတဲ့နေပြီတခုခုဒီ2025မှာတင်းပြန်